စစ်ကောင်စီနဲ့နှိဆက်တဲ့ရခိုင်ပြည်နယ်ကနမေကြီးတထေဦးကျောက်တောင်ပိုင်ဆိုင်တဲ့တောင်ကုန်းနဲ့မောင်တော်မြို့ကလုပ်ငန်းတွေကိုရခိုင်မြို့သားအဖွဲ့ချုပ် ULAAA ဦးဆောင်တဲ့ရခိုင်ပြည်သူ့အစိုးရကအခုလဆန်းပိုင်းမှာချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့သိရပါဗျ။ဦးကျောက်တောင်က နေလာသစ္စာ ထာဝရအောင်မြေစတဲ့ကုမ္ပဏီတွေထောင်ထားပြီးရခိုင်ပြည်နယ်ကဌာနဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွေလန်တာတီဆောက်ရေးတွေမှာခက်အဆက်ဆက်လဝကြီးအုပ်ခဲ့သူဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားတချို့ကပြောပါဗျ။ ပြီးတော့ဦးကျောက်တောင်က2021စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလဲတိုင်းပြည်တိုးတက်ရေးအတွက်ငြိမ်းချမ်းဖို့ကအရေးကြီးကြောင်းတိုက်ပွဲတွေဖြစ်နေရင်နိုင်ငံမတိုးတက်ကြောင်းစစ်ကောင်စီဝါဒဖြန့်ချီရေးမီဒီယာတွေမှာပြောကြားခဲ့ဘူးပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့2023နဲ့24ခုနှစ်အတွင်းကလည်းဦးကျောက်တောင်ဟာရန်ကုန်ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရေချောင်းကနေကုန်သွယ်ရေးလောက်ကန်ခွင့်ရခဲ့သူဖြစ်ပါတယ်။ အမ်းမြုပ်သိမ်းတိုက်ပွဲတိုက်ခိုက်ခြင်းကလည်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့စစ်ကောင်စီအရာရှိတွေပိုင်ဆိုင်တဲ့အမ်းမြုပ်ကနေအိမ်တွေကိုချိတ်ပိတ်သိမ်းဆီးခဲ့ပါတယ်။သိမ်းယူထားတဲ့မြို့နယ်တွေမှာတိုက်ပွဲကာလအတွင်းခိုးယူခံရတဲ့ဒေသခံတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအေအေကစီစစ်ပြီးပြန်လည်ပေးအပ်မှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။